မယ်ဆက်မြို့နယ်တွင်းကဆက်ချောင်းစခန်းတင်ရမှာအေချင်တရားဝင်းကြီးဟာဆံပြက်လက်မှုဖြစ်နေပြီးအကူအညီလိုအပ်နေကြတယ်လို့စခန်းကော်မတီတာဝန်ရှိသူတွေကပြောပါတယ်။လက်ရှိမှာတော့ဆံပြက်လာတဲ့မိသားစုတွေအနေနဲ့ချင်းငါးစားသုံးနေရပြီးငွေချင်းအနည်းငယ်ရှိတဲ့မိသားစုတွေကတော့ဆံကိုဝယ်ယူစားသုံးနေကြရပါတယ်။ကုန်စည်လုံးတင်းကြီးအကြောင်းလဲလိုအပ်တဲ့လောက်မဝယ်ယူနိုင်ကြဘူးလို့ဆက်ချောင်းစခန်းရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်လအထိဆံပဲ ခြားစတဲ့စားနာရိတ်ခါတွေကိုအရေးပေါ်ကူညီကယ်ဆယ်ပေးနေတဲ့စီတပ်အဖွဲ့စီကနေပုံမှန်ရရှိနေပေမဲ့အခုညီအားလုံးကိုရပ်ဆိုင်းသွားတာနှစ်လရှိပြီဖြစ်ပါတယ်။အမေရိကအစိုးရကနေမြန်မာပြည်ပအဝင်တခြားသောနိုင်ငံတွေစီပေးနေတဲ့အကူအညီတွေကိုရှော့ချလိုက်တဲ့နောက်ပိုင်းမှာ Greening ဆက်ချော်တွေပေါ်လဲတက်ရောက်မှုတွေရှိလာတာပါ။ဒါကြောင့်လဲစီထာအနေနဲ့ပုံမှန်၆ပတ်ကူညီပေးနေတဲ့ဆက်ရှာလူသူတွေစီကိုအထောက်ပံ့မပေးနိုင်တဲ့အခြေအနေမှာဖြစ်လာတယ်လို့ အရေးပေါ်ကဲဆယ်ရေးဆောင်ရွက်နေတဲ့စီတန်ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။နယ်ဆက်ကဆက်ရှောက်စခန်းတွေမှာခေလုံးနေထိုင်သူတွေဟာစိုက်ပျိုးရာနေရာနေမြင်မရှိသလိုနေစာလိုက်ရမယ့်အလုပ်တွေလည်းမရှိတာကြောင့်သူတို့အတွက်စားနပ်ရိက္ခာအကူအညီတွေမရှိမဖြစ်လိုအပ်နေတာပါ။အဲဒီဆက်ရှောက်စခန်းမှာအခြေ320ရှိပြီးလူဦးရေ1500နီးပါးနေထိုင်ကြတယ်လို့သိရပါတယ်။